တော်ဝယ်မြို့မှာရှိတဲ့နန်စီမထဆရာဝန်များအဖွဲ့ကတာဝန်ခံဆရာဝန်ဒုတာဝန်ခံနဲ့စတိုခန်းတာဝန်ခံတဦးတို့ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့အတွက်အဲ့ဒီအဖွဲ့ကဖွင့်ထားတဲ့မြေတားရေးစေခန်းကိုရနာရောက်ဖွဲ့ရှိနေတယ်လို့ရုံးနဲ့နှိဆက်သူတချို့စီကသိရပါဗျ။မေလနောက်ပိုင်းကနန်စီမထဆရာဝန်များအဖွဲ့ MSF စတိုခန်းတာဝန်ရှိသူကိုဖမ်းဆီးပြီးတဲ့နောက်ဇွန်လဆန်းမှာတာဝန်ခံဆရာဝန်နဲ့ဒုတာဝန်ခံကိုဖမ်းဆီးခဲ့တာပါ။ ဒူးတောင်ဟိုခံကိုတော့ပြန်လွတ်လိုက်ပေမဲ့လဲဆရာဖာယုံကိုနေတိုင်းနေပါခေါ်ယူစစ်ဆေးနေတယ်လို့စုံစမ်းသိရပါတယ် MSF ယုံတာဝန်ရှိသူတွေကိုတဝယ်မျိုးအုံတော်လဲစုံနာက MSF ယုံမှာပဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ CDM ဆရာဝန်နှုတ်ဦးကိုအလုတ်ခန့်တယ်လို့ဆိုပြီးဖမ်းဆီးဖို့စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကလှုံ့ဆော်ပြီးတဲ့နောက်အခုလိုဖမ်းဆီးခံရတာပါ။စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့အတွက်ကြံယုံအဖွဲ့ဝင်တွေလည်းကြောက်လန့်ပြီးရှောင်သိမ်းနေရတယ်လို့ MSF နဲ့နှိစက်သူတို့ကပြောပါတယ်။ ဒါကြောင့် MSF အဖွဲ့ရဲ့အုပ်ချုပ်မှုနဲ့စေဝါထောက်ပံ့မှုတွေပြတ်တောက်သွားပြီးဖွင့်လှစ်ထားတဲ့မေတ္တာရိတ်စည်းကမ်းဟာရနာရမယ့်အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ် MSF အဖွဲ့ကဖွင့်ထားတဲ့မေတ္တာရေးအစည်းအခမ်းမှာအထွေထွေလူနာတရားကျော်ကိုနိုင်စင်ဆေးကုသပေးနေတဲ့အပြင်သွေးတိုးနှလုံးစီးချိုသွေးချိုစတဲ့နာတာရှည်လူနာ၄000လောက်ကိုလည်းပုံမှန်ဆေးကုသပေးနေတယ်လို့ပြောပါဗျာ။ မြင့်တရေးဈေးခန်းရပ်နာလိုက်ရပါကအထွေထွေယောဂလာပြတဲ့လူနာတွေနဲ့နာတာရှည်လူနာတွေအတွက်အခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အရင်က MSF ရဲ့မြင့်တရေးဈေးခန်းမှာ HIV ပိုးပြန့်ပွားတာကိုဟန်တာတဲ့ ARDC ထောက်ပံ့ပေးနေတာကနေလက်ရှိမှာတော့အထွေထွေယောဂတွေကိုကုသပေးနေတာဖြစ်ပါတယ်။